ာပါရှင်ဒီတစ်ပတ်စာအုပ်တန်းစီစဉ်အတွက်အသစ်ထွက်ထားတဲ့စာအုပ်တွေတချို့ကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒါပြင်ဒီဇန်နဝါရီလတုန်းကကျင်းပခဲ့တဲ့နိုဘယ်မြန်မာစာပေပွဲတော်အထိမ်းအမှတ်တွေထုတ်ဝေခဲ့တဲ့ကလေးစာအုပ်တွေကိုလည်းဒီပန်ဆိုရန်ကစာအုပ်ဆိုင်တွေမှာဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းနဲ့ဖေဖော်ဝါရီလထဲမှာပြုလုပ်ခဲ့တဲ့စာအုပ်မိတ်ဆက်ပွဲတွေကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပြမဆုံးမိတ်ဆက်ပေးမဲ့စာအုပ်ကတော့ဆီယာမန်တောင်လုံးပြန်ရဲ့တခါတော့ကမြန်မာပြည်မှာ 1988-2015ခုနှစ်အထိဒီစစ်ဆိုးရလက်ထက်သမိုင်းဝင်ပြီးအမှားများနဲ့ဖြစ်ရမှန်မှတ်တမ်းများဆိုတဲ့အကြောင်းဖြစ်ပါတယ်။ဒီဆီယမန်တောင်လုံးပြည်ဟာဒီမြန်မာနိုင်ငံနဲ့မှာရှိတဲ့နိုင်ငံရေးကျင်းသားတွေစီကိုတွားရောက်တွေ့ဆုံပြီးတော့မှမေးမြန်းထားတာတွေကိုမှတ်တမ်းတင်ထားခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းတင်ထားတာတွေကိုပဲ့တင်တဲ့ဂျာနယ်မှာတန်း60တွေကတယောက်ဆိုပြီးတော့ဖော်ပြခဲ့ပါတယ်။အဲ့ဒီဖော်ပြထားတာတွေကတချို့စုစည်းပြီးတော့မှဒီတစ်ခါတော့ကမြန်မာပြည်မှာဆိုတဲ့စာအုပ်ဖြစ်ထုတ်ဝေခဲ့ဖြစ်ပါတယ်။ဒီစာအုပ်ကို ဒီအတွဲတင်တဲ့ဒီပထမတွဲနဲ့ဒုတိယတွဲဆိုပြီးတော့နှုတ်ထုတ်ဝေထားရလဲဖြစ်ပါတယ်ရှင်။နောက်ထပ်စာအုပ်တော့ကတော့ဆရာရဲနောက်ဘာသာပြန်ထားတဲ့အရေးတော်ပုံကြားကပန်တဝင်းဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ဟာ Carrie Connelly ရဲ့ Barmis Lesson ဆိုတဲ့စာအုပ်ကိုဘာသာပြန်ထားတာဖြစ်ပါတယ်။ဒီမူရင်းစာရေးသူ Carrie ဟာ1996ခုနှစ်လောက်ကမြန်မာနိုင်ငံကိုလာပြီးတော့လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်အတွက်နိုင်ငံရေးသမားတွေနဲ့စာရေးဆရာတွေကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ကြောင့်ပြီးတော့ ဒီထိုင်းမြန်မာနယ်စပ်ကမြောက်တော်လည်ရေးသမားလေးတူနဲ့သူ့ရဲ့ဒီလွန်ဘောပွဲရာဖြစ်ရမယ့်ဇလန်ကြောက်တွေကိုရေးသားထားဖြစ်ပါတယ်။ဒီဆောင်မှာဆိုရင်အဲဒီခစ်ကနိုင်ငံရေးချင်းကြီးတွေကိုလည်းတွေ့ရမှာပါ။နောက်ထပ်မိတ်ဆက်ပေးမယ့်ဆောင်ကတော့ပညာရှိရာသို့ခြေလွန်မြောက်စွာဆိုတဲ့ဆောင်ဖြစ်ပါတယ်။ဒီဆောင်မှာဆိုရင်ဒီဆရာကြီးတော်တော်အောင်သွန်းသက်ဆရာကြီးမင်းဆရာဦးတင်ဟူကျူရှင်အပါဝင်ဆရာဆရာမ24 24ရောက်တို့ရဲ့ပညာရေးရဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပြီးတော့လက်ရှိပညာရေးဘောတို့ရဲ့ အမြင်သဘောထားတွေနဲ့အကြံပြုချက်တွေပါဝင်ပါတယ်။နောက်ထပ်မိတ်ဆက်ပေးခြင်းတဲ့စာအုပ်ကတော့ဆရာဒေါက်တာခမောင်မျိုးရဲ့အသိဉာဏ်မဲ့ခြင်းဟာအပြစ်လားဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်မှာဆိုရင်အသိဉာဏ်မဲ့ခြင်းဟာအပြစ်လားစာသုံးစီနဲ့စာအုပ်စီပြီးတော့အလှကုန်နဲ့မြန်မာမျိုးသမီးများစားတဲ့စောင်းပါတွေပါဝင်ဒီအသိပညာဗဟုသုတရရစေမဲ့စောင်းပါ28ပုဒ်ပါဝင်ပါတယ်။ နောက်ဆုံးတုံးနေနဲ့ဆရာမြေလက်မောင်မြစ်သူရဲ့စက်တောင်စီးနဲ့မက်စပဲခလေးကပြများဆိုတဲ့ဆောင်းနဲ့မိတ်ဆက်ပေးကြပါရစေ။ဒီဆောင်းပါဆိုရင်ခလေးတွေနဲ့နှိဆက်ပြီးတော့ဒီပတ်ဝန်းကျင်ကိုဆက်ဝင်စားစေတတ်ဖို့တပင်ပတ်မတွေကိုချစ်ခင်စေတတ်ဖို့လည်းရေးဖွဲ့ထားတာဖြစ်ပါရစေ။ပြီးတော့လူကြီးမိဘတွေနဲ့တိုင်းရင်းသားအချင်းချင်းချစ်ခင်စီလုံးဖို့အတွက်ရေးထားတာပြီးတော့ဒီမွေး အန်ဒီယိုတွေကိုညွန်ပြတာစတဲ့အချက်တွေကြောင့်1989ခုနှစ်ကလေးစာပေအတွက်ဒီအမျိုးသားစာပေစုရခဲ့တဲ့စာအုပ်လည်းဖြစ်ပါရရှင်။အခုဆက်လက်ပြီးတော့စာပေချစ်သူတွေအတွက်တရင်အောင်တစ်ခုပြောပြချင်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကကလေးစာပေဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ဒီနိုဘယ်မြန်မာစာပေပွဲတော်အထိမ်းအမှတ်နေနဲ့ထုတ်ဝေခဲ့တဲ့ကလေးစာအုပ်ပေါင်းတရာစုကိုဒီပဆိုရက်ကစာပေလောကနဲ့မှာဖေဖော်ဝါရီလတလလုံး ်30ရာခိုင်နှုန်းလျှော့ဈေးနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ဒီဖေဖော်ဝါရီလထဲမှာပြုလုပ်ခဲ့တဲ့စောင်းမစ်ဆက်ပွဲတွေကြောင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပြမဆုံးနေနဲ့တန်မတ်ကြီးဦးလောင်မောင်ဘောကားရဲ့ဒီကမ္ဘာငွေကြီးနဲ့စီးပွားရေးအကျက်တဲများဆိုတဲ့စောင်းမိတ်ဆက်ပွဲကြောင့်တင်ဆက်ပေးမှာဖြစ်ပါရရှင်ဒီစောင်းမိတ်ဆက်ပွဲကိုအခုလ9ရက်နေ့နေ့လေ2နာရီကနေ6နာရီထိရန်ကုန်မြို့ဘိုးထောင်ဖျားလမ်းမှာရှိတဲ့ Okay Hotel မှာပြုလုပ်ခဲ့တာဖြစ်ပါရရှင် ောကကြီးသားပြည့်စုသောမြမငွေရေးခြင်းနှင့်စီးပွားရေးအကျပ်သည်များစာအုပ်သစ်ထုတ်ဝေခြင်းမိတ်ဆက်ပွဲအခမ်းအနားပဲဖြစ်ပါရှင်ပထမဦးစွာအခမ်းအနားမစတင်မီဒီကနေ့ကျင်းပမယ့်အခမ်းအနားစီစဉ်များကိုတင်ပြပါရစေရှင်အထူးသဖြင့်ကျွန်တော်တို့တာမန်ကြီးကိုမတိဘူးတော်တော်ရှားပါတယ်အဲ့ဒါကြောင့်မိတ်ဆက်ပေးရမယ်ဆိုလို့ရှိရင်လည်းကျွန်တော် အများကြီးပြောစရာတော့ရှိမှာပေါ့နော်ဒါပေမဲ့လို့လူရင်းနဲ့ပဲလူလူနဲ့ကျွန်တော်ရှင်းပြပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကသာမကြီးရဲ့ပညာရေးခြေပေါ့နော်အဲ့ဒါဆိုတော့1955ခုမှာရန်ကုန်ပြည်သူကနေပြီးတော့ဩကဗေဒပေါ်ရခဲ့ပါလေ1966ခုနှစ်မှာအမေရိကန်နိုင်ငံ Vanderbilt University ကမဟာဘောဂဗေဒပွဲနဲ့ post graduate diploma in economic development ပို့ရခဲ့ပါလေ2015မှာရဟောစီပွားရေးတက်သူတကသာမတ်ကြီးကိုစာပေပါရကိုပဲ doctor of letters ခွင့်နဲ့ချိန်မကုန်သူဆောင်ခွင့်နဲ့ချိန်ရပါလေအစီအစဉ်3တာမတ်ကြီးဒေါက်တာဦးလာမောင်ဘောကမှာ ကမ္ဘာငွေရေးကြေးရေးနှင့်စီးပွားရေးအကျပ်အဝေးများစာအုပ်ထုတ်ဝေရာခြင်းဤရည်ရွယ်ချက်နှင့်စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍အကျဉ်းချုပ်ရှင်းလင်းတင်ပြခြင်းအစီအစဉ်လေးတက်ရောက်လာသည့်ဧည့်သည်တော်များမှတိလိုသည့်များအားဘေးမြတ်ခြင်းနှင့်ပြန်လည်ဖြေကြားခြင်းကျွန်တော်အနေနဲ့ဒီစာအုပ်ကိုဒီပရည်ရဲ့အောင်စာနယ်ပတ်သက်လို့ဒီစာအုပ်ထဲမှာလည်းအကျဉ်းချုပ်ပါပါတယ်အဲ့ဒီအကျဉ်းချုပ်ပြင်ကိုနေရာထပ်ပြီးတော့ ပို့ပြီးတော့ executive summary ထပ်ပြီးတော့လည်းရေးပြီးတော့ရင်းမြစ်နေပေးထားပါတယ်။အဲ့မှာကျွန်တော်တို့ပုံလေးသင်္ကန်းနဲ့ပါမသွားတဲ့ဒီထားစီပေါ့လေဇာတ်ရည်လည်းအကုန်လုံးဒီမှာထပ်ပြီးတော့ပေးထားပါတယ်။အဲ့ဒါလည်းကျွန်တော်ရှိပါတယ်။ကျွန်တော်အနေနဲ့လည်းခုပြောတဲ့အခါမှာဒီစာအုပ်နဲ့ပါတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကျင်းချုပ်ပြီးတော့ပဲနည်းနည်းလေးရှင်းလင်းအောင်ပေါ့ပြောပြောသွားတော့ပြေးပါမယ်။အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးဘာကြောင့် ဒီကဘာငွေကြီးနဲ့စီဝိုင်းကျတဲ့စာအုပ်ကိုတို့ဝေးရလဲဆိုတော့ကျွန်တော်တော်တော်များများနှစ်ပေါင်းများစွာကဒီရေးရေးရတာပါကျွန်တော်ဒီနိုင်ငံသားရုံးကြံပြီးပုဂ္ဂိုလ်အနေနဲ့စပြီးတော့လုပ်တဲ့အချိန်မှာအာဆီယံကိစ္စရီအာဆီယံပလတ်စတစ်ကိစ္စရီလုပ်တဲ့အချိန်ကစပြီးတော့ပေါ့လေအဲ့ဒီမှာလဲကြံပြီးအနေနဲ့လဲကျွန်တော်ဝင်ရောက်ပြီးတော့ဗန္ဒိုင်းမီဒါနာတို့စစ်မှန်ကြီးပါဝင်ကြီးဌာနတို့မှာလုပ်ခဲ့ရပါတယ် ဲ့လိုကိစ္စတွေမှာကြုံကြိုက်တိုင်းပေါ့လေဒီဆမီနာလေးတွေမှာလည်းပြောပြောတာရှိပါတယ်နောက်ပြီးတော့ကျွန်တော်လူကြီးတွေရှိပြပြတာလည်းရှိပါတယ်အဲ့ဒါတွေကိုရေးတဲ့အခါမှာပြီးတဲ့အတိုင်းပဲစာရန်တစ်ခုရေးတယ်ဆိုရင်ဒီစီးပွားရေးကိစ္စလည်းအတော်လေးကျေပြတ်ပါတယ်ဒီ crisis တွေကအဲ့တော့စာအုပ်ပေါင်းတော်တော်များများကိုဒီပမာဆရာကွေးဆရာကွေးစုဆောင်သူတွေနဲ့လုပ်ပြီးတဲ့အခါကျတော့မှဒီသားထားတဲ့စာအုပ်စာရန်တွေဖြစ်ပါတယ် ဒီစာရဏီကိုဘာကြောင့်ရေးရလဲဆိုတော့နိုင်ငံတစ်နိုင်ငံမှာဒီဝိုင်းအနေနဲ့ crisis ဖြစ်လို့ရှိရင်အဲ့နိုင်ငံကြီးရမနေဘဲနဲ့ပြည်ပြည်တကွာလုံးနဲ့ကူးဆက်သွားတာဆိုတာနောက်ပိုင်းကျွန်တော်တို့စာရဏီရဲ့အကျဉ်းချုပ်ဦးတင်ပြန်တွေ့ပါလိမ့်မယ်ကိုယ်နိုင်ငံအနေနဲ့လည်းအញ្ញန္တအကာအကွယ်လုပ်လုပ်ပေးဖို့ကိစ္စလေးတွေအများကြီးရှိတာကိုတွေ့ရပါတယ်အခုဆက်လက်ပြီးတော့ဖေဖော်ဝါရီလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့ ဒီနိုဝင်ဘာ၈တရီစောင်းမဆက်ပွဲနဲ့မှတ်တမ်းတပုံပြဝဲကြောင်းတက်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီပွဲကိုရမုံမြို့ပြည်လန်းတော်ဝင်စင်တာမှာရှိတဲ့ level 2မှာဒီ စတီယန်ဒီဒီလေတနအီကနေ3နာရီထိကျင်းပခဲ့ရဖြစ်ပါတယ်ဒီဆောင်မစ်ဆက်ပွဲနဲ့အတူမှတ်တမ်းတက်ပုံပြပွဲကိုလည်းမနေ့9နာရီကနေည9နာရီထိပြသခဲ့ပါတယ်ဒီဆောင်ပါဆိုရင်2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှတ်တမ်းဖြစ်ဒီဆိုင်ဆရာတွေနဲ့ဗစ်ဆန်နာရှင် ပြည်သူတွေရဲ့စာမှုတရားချဖို့ကိုစူးစီးပြီးတော့ပံမြမားနေပြီးတော့ဒီနိုဝင်ဘာ diary 10ဆိုတဲ့နာမည်နဲ့စာအုပ်ထုတ်ခဲ့ရဖြစ်ပါတယ် ုံယူရတဲ့ပတ်တမ်းမျိုးတွေပဲမြန်မာကတာဝန်တစ်ခုအနေနဲ့စမ်းဆောင်ပေးကြပါလိမ့်မယ်။နီးပေါင်းစုံနဲ့မှတ်တမ်းတင်ခဲ့ကြတဲ့ထဲမှာအခုကျွန်တော်တို့ပဲမြန်မာကထုတ်လိုက်တဲ့နိုဝင်ဘာ8 diary လေးကနောက်ထပ်သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ကပီးထိုးကြံရစ်ခဲ့မယ်လို့တွေးလိုက်တိုင်းယင်းထဲမှာတသိမ့်သိမ့်ချီးမြှူပါတယ်ဂုဏ်ယူပါတယ်ဒီကိစ္စကိုကျမတို့ ဝိုင်းပြီးစဉ်းစားတဲ့အခါမှာအများကြီးတူပါပဲပြမြမာမာရှိတဲ့စာရေးဆရာများဒရိုက်တာဘုတ်အဖွဲ့ဝင်များချွေရွက်ကုတ်ပွဲကြီးမတိုင်ခင်အချိန်ကာလတစ်ခုမှာအစည်းအဝေးတွေမကြာခဏလုပ်ပြီးတော့တခြားကိစ္စဆွေးနွေးတိုင်ပင်ကြတဲ့အခါတိုင်းကျွန်တော်ဘာလုပ်ရင်ကောင်းမလဲဆိုတဲ့မေးခွန်းရှိပါတယ်谢谢，谢谢。 နောက်ဆုံးအနေနဲ့ဆရာနိုင်မြမရဲ့စာတပုံတော်ကြီးကဗျာဆောင်းမိတ်ဆက်ပွဲကြောင်းတင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်ဒီဆောင်းမိတ်ဆက်ပွဲကိုအခုလဆယ်နှစ်ရည်နေ့လေ2နှစ်နာရီကနေ4နာရီထိရန်ကုန်မြို့တော်ဝင်နင်းစီခမ်းမှာမှာကျင်းပခဲ့တာဖြစ်ပါတယ်ဒီဆောင်းနဲ့ဒုဆရာနိုင်မြမရဲ့နိုင်ငံကျော်ဒီအမျိုးသားရေးတချွင်တွေပါဝင်တဲ့ CD တစ်ချက်လည်းပါဝင်မှာဖြစ်ပါရယ်ရှင် soon. ျွန်တော်တို့ကနေ့ရင်ဆိုင်ဖြတ်တန်းနေရတဲ့တိုက်ပွဲဒီလွတ်လပ်ရေးတိုက်ပွဲလို့ကျွန်တော်တို့မှတ်ယူမယ်ဆိုလို့ရှိရင်တင်းနိုင်မြန်မာရဲ့ကဘာမကြည်ဘူးတခြင်းကလည်းဒုတိယနိုင်ငံတော်တခြင်းလို့ပြောမယ်ဆိုရင်မှားမယ်မထင်ပါဘူးအဲ့တော့ဒီလိုစကားတွေကျွန်တော်ပြောမယ်ဆိုတော့ကိုနိုင်ကကျွန်တော်ကိုပိတ်ပါတယ်ဟာခမရမလုပ်ပါနဲ့ဗျာတဲ့လူအမြင်ကဆရာဖြစ်ပါလိမ့်မယ် ဒါပေမဲ့ကျွန်တော်မတက်နိုင်ဘူးဒါတော့ကျွန်တော်ပြောဖို့ပြောရမှာပဲလူပုဂ္ဂိုလ်ရသူနဲ့ကျွန်တော်နဲ့တငယ်ချင်းဖြစ်ပေမဲ့ဂီတနဲ့ပတ်သက်လာရင်ကျွန်တော်သူပြိတ္တဖြစ်တဲ့အတွက်သူပြိတ္တနေနဲ့ဟဲ့လားသူရဲဘော်တယောက်နေနဲ့ကတော့ကျွန်တော်ယုံကြည်ခံစားမိတယ်လို့ကတော့ကျွန်တော်ဒါပြောရမှာပဲ1988ကဘာမကြည်ဘူးတခြင်းကြားပြီးတဲ့နောက်ဘုလကစွန့်ခြင်းလားဆိုတော့နော်အဲ့ဒီတခြင်းမျိုးကိုကြားပြီးတဲ့နောက်မှာတော့ကျွန်မ လေးစားအားကိုးမိတဲ့အနုပညာမောင်ငယ်တယောက်ဖြစ်ကျွန်မရင်ထဲမှာထည့်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဘာမကြည်ဘူးလို့ခုနဆရာကတောင်းဝင်အောင်ကပြောသွားတယ်။ဝင်နေကြည်ခွဲခြင်းများဒါနဲ့မကောက်ဘူး။ကျွန်မတို့ရဲ့စိတ်နှလုံးသားနဲ့ခွန်အားတွေစုစည်းရာတခြင်းမှာကဘာမကြည်ဘူးဟာ။စွန့်ခြင်းဒီလိုပါပဲ။နာကြည်ခြင်းကြည်ခွဲခြင်းများနဲ့ဆိုးခဲ့တာမဟုတ်ပါဘူး။ ကျမတို့ရဲ့ခွန်အားတွေကိုစုပြီးတော့ကျမတို့အခက်အတန့်ကြာရှုံးတဲ့အချိန်မှာကြံ့ကြံ့ခံနိုင်ခဲ့တာအဲ့ဒီခြင်းတွေရဲ့အာနိသင်အများကြီးပါလာတယ်။စံတဘုံတော်ကြီးတဲ့သူ့ကိုသူသူကစပီးမှတဘုံကြီးဖြစ်သူခိုင်းထားတာပါလူတွေဟာကိုချင်းစာစိတ်ရှိမယ်ကိုချိုးမပါဘူးလူအဖွဲ့အစည်းအတွက်အများအတွက်လူတိုင်းရဲ့အကျိုးကိုမျှော်မှန်းတဲ့လူ မဟုတ်မခံစိတ်ရှိတဲ့သူကတော့မြမတပြည်လုံးကလူသားမှန်တယ်ငါအမျိုးကြီးပဲလို့ခံယူထားမှာပါပဲအဲ့ဒါနည်းမြမာရဲ့နှလုံးသားကိုကျမတို့မြင်တွေ့ရတာပါအဲ့တော့သဘုံဆိုရင်လဲစာပေသဘုံဆိုရင်လဲမြို့ချစ်သဘုံကြီးပေါ့ကျွန်တော်တို့လုပ်เสียရှိတာလေအခုချိန်ကြီးလုပ်နေတော့မှာပဲเนาะကျွန်တော်တို့တွေစိတ်ကိုလည်းမချသေးပါဘူးเนาะကျွန်တော်တို့စောင့်ကြည့်နေတော့ကျွန်တော်တို့လူချင်းနဲ့ကျွန်တော်တို့ဖြစ်ချင်းနဲ့ကျွန်တော်တို့ရချင်းနဲ့ ကျွန်တော်တို့ဆိုတဲ့နေရာမှာအကျွန်တော်တို့ဆိုတာနိုင်ငံရေးပါတီတခုလည်းမဟုတ်ဘူးအဖွဲ့အစည်းတခုလည်းမဟုတ်ဘူးကျွန်တော်တို့ဆိုတာပြည်သူတွေကိုပါနော်ပြည်သူတွေကိုပြောတာပါအဲ့တော့အဲ့ဒီဥစ္စာကိုမရမချင်းကျွန်တော်တို့မချသေးဘူးကျွန်တော်တို့ဆက်သွားမယ်ဆိုတဲ့အကြောင်းလေးပြောရင်းနဲ့စားဖို့တောက်ဖို့နော်အိတ်ခန္ဓာလေးကိုလည်းနည်းနည်းဂုဏ်ပြုပေးကြပါလို့အားပေးကြပါကျွန်တော်ဒီလိုဆုံးပါတယ်